မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဦးစင်ရဲ့ဆွေတော်မျိုးတော်များအားလုံးဦးစင်ကတော့ဣတိသည်ဆရာတော်ပါဒါတရားမှတ်တဲ့အခါအထောက်အကူပြုစရာလေးတွေကိုရှောင်းမနီစာလောက်အမြဲတမ်းတင်ပေးနေတဲ့ပုံပုံပါပဲအခုကတော့ဆင်းငါမိုင်း ငါဖာလုံးမှာသုညတန်ဓမ္မတော်ရမိုးကုန်းကျောင်းမှာရိတ်တာကြီးမှာတရားစခန်းဝင်နေတဲ့အတွက်တပတ်တဆောင်စီပေနစီပက်ပက်လေးလောက်တဆောင်စီမှာရေမီအစုံရှိတဲ့အတွက်ဒါတရားတော်တွေကိုတတိပေးခွင့်ရခဲ့တာဖြစ်ပါတယ်ပုံပုံတို့က5ရက်နေ့ဒီနိုဝင်ဘာ5ရက်နေ့ကြာရင်တိုက်ကြီးကို ြန်มาဖြစ်ပါတယ်အခုပုံမှာမြင်တွေ့ရတဲ့တော်ကြောင်းလေးပေါ့ဒါဦးစင်တော်ရဲ့အဖေအဖေဖုန်ကြီးကြောင်းဦးစင်ကြောင်းတော့မဟုတ်ဘူးပေါ့ဦးစင်ကြောင်းကတော့ရခိုင်မှာပဲရှိပါတယ်ဒါဦးစင်အဖေရဲ့ကြောင်းမှာဦးစင်တို့ကတနေ့ကို9နာရီလောက်တရားမရတာပေါ့9ချိန်လောက်เนาะ9ချိန်လောက်မရတာပေါ့9ချိန်ဆိုတာမနေ့အစောကြီးတစ်ချိန်ရဲ့ နောက်ဆွမ်းစားပြီးတဲ့ဆွမ်းစားပြီးတဲ့နေဆွမ်းစားပြီးတဲ့အချိန်မှာနှစ်နာရီကနေစားတာပေါ့နှစ်နာရီက၃နာရီ၃နာရီမှ၄နာရီ၅နာရီမှ၆နာရီ၇နာရီမှ၈နာရီပေါ့၈နာရီမှ၉နာရီပေါ့လေအဲ့လိုမျိုးတရားမဲရပါတယ်အဲ့ဒီအကြောင်းမှာကလျက်စိမိတွေပါတယ်မရှိတော့ဖုံးအားသွင်းဖို့အားလေအဆင်မပြေပါဘူးအဲ့ဒါနဲ့နေနေလောက်တရား တတိပေးတာတွေကိုနားထားမှာဖြစ်ပါတယ်။ဘာလို့ဆိုတော့အဲ့လိုမျိုး မရှိတဲ့အခါမှ မပြီးဆုံးနေတဲ့အခါမှတရားမဲ့ရတာပိုလို့ကောင်းပါတယ်။အနောက်ရှက်မရှိတော့ပါဘူး။မဟုတ်ရင်ကိုကမိတွေပါတယ်ရှိနေရင် TV တွေကြည့်ရှင်မယ်။ဘာဖုန်းတွေပါတယ်အားသိမ်းရှင်မယ်အလုံးရှုံနေမယ်။အခုမိမရှိတဲ့အခါကျတော့ကိုတို့ကဟိုဆိုလာအလင်းရောင်လေးတွေနဲ့ ဟိုဖုံးအသွင်းဖို့မိပဲမရှိတာပေါ့နော်ဟိုအလင်းရောင်အတွက်ကတော့ဆိုလာမိတွေရှိပါတယ်အဲဆိုလာမိတွေနဲ့ခဏလေးတရားမှတ်ပြီးတော့ကိုးနာရီဆိုရင်အကုန်အိတ်အဲ့အရာပေါ့ကိုးနာရီထိုးတာနဲ့အိတ်တော့အဲ့ရင်မနက်၄နာရီမှပြန်ထအဲ့လိုလောရတာပေါ့ဒီเจ้าကတော့တိုက်ကြီးမျိုးနေဟောပေါ့ငါအိမ်စုကြီးရောအကျိုးဖြူပိုင်လုံးအနီးမှာတိုက်ကြီးရေတခွန်တော်ရဲလန် လမ်းမှာတည်ရှိတာ body ယတနာတော်ရာကြောင်းဖြစ်ပါတယ်ဒီကြောင်းကတော့နော်ဒီကြောင်းမှာပဲဦးဇင်းတို့ကဒီကြောင်းမှာပဲဒလေနေတယ်နေပြီးတော့မှရန်ကုန်မြို့ထဲမှာဗဟန်းမှာလွန်ခဲ့တဲ့နှစ်ကတော့ဗဟန်းမှာဇနီးတရားမှာမိုးကုံးကြောင်းမှာဒီနေ့ပတ်လုံးပေါ့တလားမှာ2ချိန်ဒီနေ့ပတ်လုံးဆိုတော့24ချိန်လောက်ဖြစ်တာပေါ့တလား2ချိန် တလားမှာတနေ့မှာ6နှစ်လားဆိုတော့6နှစ်နှစ်လီ24ချိန်ပေါ့အဲ့ဒီမှာရိတ်တာဝင်ခဲ့တာပေါ့နောက်မှဟိုကအဲ့ဒီဖုံဖုံကြီးဆရာတော်ဇော်ဒီကဒေါက်တာဇော်ဒီကပြန်လာတော့မူတော်တဲ့အခါကြိုက်ကလော့ဆရာတော်ရာတော်ရဲ့အတွက်ကြိုက်ကလော့ဆရာတော်ကဖုံကြီးတွေကိုတရားစခန်းထဲမှာလက်မခံတော့ပါဘူးအဲ့ဒါနဲ့ဖုံဖုံတို့ကဒီ6မိုင်5ဖာလုံးရိတ်တာမှာ ဒါဆွမ်းအဖိုးကတော့ဆွမ်းဖိုးကတော့တလမှရှောက်တောင်းတွင်းရတာပေါ့နော်ဆွမ်းစီကတော့ဒီမှာအကုန်လုံးဆိုရင်တလမှ9000တောင်းလောက်ကုန်ပါတယ်နဝကမရေကဲဟိုဟိုဆွမ်းနေပါတယ်လူဆိုတော့9000တောင်းလောက်ကုန်တာပေါ့နော်နာနေအလူရှင်နေစီမားလေးလူတန်းထားတဲ့အလူရှင်နေလေးဒါအနုမောဒနာခေါ်နိုင်အောင်ပေါ့လေဒါအခုမြင်ရတဲ့ တော်ကြောင်းလေးကတော့ဒါတဧကတဧကခွေးလောက်ပဲရှိပါတယ်တဧကတော့မရှိပါဘူးသူကကာနန်တိုင်ရိုက်လာလို့ရပါတယ်တော်ကြောင်းလေးဆိုပေမဲ့ပုံမှန်ကိုပိုင်ကာနန်တိုင်ရိုက်လာလို့ရောက်နိုင်ပါတယ်ဟိုဘိုက်ကြီးရေစကန်ရှေးကနေလာရည်လန်းပေါ့နော်လာရည်ဟိုဂျိုးဖြူကန်တရင်တဂျိုးဖြူစစ်တက်ဂျိုးဖြူစစ်တက်တရင်တကိုတော်ရည်လန်းမှာ ဒီဂျူးဖြူပိုင်လုံးကိုကြော်လို့ရတဲ့လမ်းဆိုတာတလမ်းပဲရှိပါတယ်တလမ်းပဲအဲ့ဒီလမ်းကရေတခွန်တော်ရီလမ်းပေါ့နောက်ဂုံလင်းတောင်ဘေမေတော်ရအကြောင်းကိုတော်ရီလမ်းပေါ့နော်ပုံပုံတို့နေတာကြတော့ဒီတော်လိုက်တဲ့အခါတောင်ကုန်းကိုမတက်ခင်အဲ့ဒီမှာ location ရှိတယ်ပေါ့ဥမွန်ကြီးဥမွန်ကြီးထရေဆိုင်ကို မရောက်ခင်ညာဘက်မှာညာဖက်ရှင်ကပေါ့ညာဖက်ရှင်ကအကြောင်းဖြစ်ပါတယ် အဲ့ဒီမှာကားတွေပါတယ်လေလာပြီးတော့ထားကြတာပေါ့ရေခွန်တော်တဲ့လူတွေကတော့အဲ့နဲ့ဒီမှာတော့မနေ့ကျရင်တော့ဆွမ်းခံပြီးတော့ဆွမ်းခံပြီးတော့စားပါတယ်မနေ့ကျတော့ချင်းကုန်းရေရေအေးဆန်းရေဒါဟိုပါအကျိုးတွင်းကျိုးတွင်းကြီးရော ရေဆန်းကြီးရောချင်းကုန်းကြီးရောအဲ့ဒီသုံးရောကနေမနေ့6နာရီခွဲကနေဆွမ်းခံဆွမ်းခံထွက်တာအဲ 9နာရီခွေမအကြောင်းကိုပြန်ရောက်ပါတယ်လမ်းလျှောက်တာပေါ့လေတရားတရားမှတ်တာပေါ့လမ်းလျှောက်တယ်ဆိုတာအဲ့နကြမ်းမာတာပေါ့လမ်းလျှောက်လိုက်တော့သွေးလေးမတူတော့ဘူးဟိုဒီတရားစခန်းရိတ်တာတွေမှာနေတဲ့ခါကျတော့နေနေသွေးတူးတာပေါ့လေသွေးတူးတွေဆိုတာကိုကလမ်းလျှောက်နေလို့ဖြစ်ပါတယ်ဒီရိတ်တာမှာလေဦးစင်းတို့အတွေ့အကြုံရကြည့်ရတာကတော့ယောဂီတွေကလမ်းလျှောက်တာသိမ့်မတွေ့ပါဘူးလမ်းလျှောက်နေကြပါတယ် ဟိုမဟာစီမာကြတော့လမ်းလျှောက်ရပါတယ်တော်တော်လေးလမ်းလျှောက်ရတယ်ပေါ့မြာဥဆရာတော်တို့ရိတ်တာမှာကြတော့လေလမ်းလျှောက်တာကိုအသေးစိတ်ဖင်ပေးပါတယ်ပြောပေးပါတယ်ဒီမှာကြတော့လမ်းလျှောက်တာကိုဒါဖုံဖုံတို့ကတော့အတွေ့အကြုံရှိနေတဲ့ဖုံကြီးမို့လို့ကလမ်းလျှောက်လေ့ကျင့်အဲမလျှောက်တဲ့ခါလဲမလျှောက်ဘူးပေါ့မလျှောက်တဲ့ခါများတာပေါ့အဲမနေ့အစောကြီးထားပြီးတော့လမ်းလျှောက်တာပဲရှိပါတယ်ဒီမှာကိုယ့်အကိုလမ်းလျှောက်တာပေါ့နော် ဒါလာလီမေဆိုရင်လေလာလီလို့ရပါတယ်လာလီရင်တော့အဲ့ဒီမှာတရားမဲရမှာပဲဖြစ်ပါတယ်